းစွာပါလီရီအဖန်ကကြိုးဆိုပါရရှင်ဒီတစ်ပတ်အတွက်ရခိုင်ကမ်းရိုးတန်းဒေသရဲ့ထူးခြားတဲ့သတင်းတွေနဲ့လက်တလော့အဖြစ်အပျက်တွေကိုစတင်ကြေညာပါတော့မယ်ကျွန်မကတော့အစီအစဉ်တင်ဆက်သူနေနေပါအခုဆက်လက်ပြီးတော့လီရီအဖန်1.0တအူဖြစ်တဲ့ကေစုပေးပို့ထားတဲ့ရခိုင်ကမ်းရိုးတန်းတခြားမှာစစ်ကောင်စီကရာဇဝင်းမှုတွေကိုကျူးလွန်နေလို့တားတယ်မိခင်တွေနဲ့ဇနီးတွေဟာကိုခင်မှုတွေကိုသားတွေကိုဆုံးရှုံးနေရတဲ့အကြောင်းကိုနားဆင်ရမှာပါ ရဲ့အလောင်းကတော့ပင်လယ်နားမှာတကြိုးပဲခဲ့တယ်အဲ့ဒီနေရာလေးဟိုဟာနာရီကူညီမှုအသိန်းလည်းမရှိတော့အမတို့ကလည်းကိုနီကိုဟန်လေးနဲ့ပေါ့တိုင်ဆိုင်မှာပွားပြီးတော့မြေမြုပ်ပခဲ့ရတာဖုန်းကြီးတွေကဖုန်းကြီးမရှိတော့ဖုန်းကြီးနဲ့လည်းမရှာခဲ့ရဘူးအဘိစုစတာငေါ်ရှင်ငေါ်နေပါမိကတရှင်နဲ့ခနေနေပါအစလေခိုင်လမခိုင်လမပြပါအစလေကအဝိပါထောက်ထပါရဲ့

စစ်ပွဲတွေကြားမှာရှင်သန်နေထိုင်ကြရတဲ့တိုင်းရင်းသားဒေသတခုဖြစ်ပြီးတော့မြန်မာပြည်ရဲ့ဒုတိယအဆင်းရဲဆုံးပြည်နယ်တခုလည်းဖြစ်ပါတယ်။ရခိုင်ကမ်းရိုးတိုင်းရဲ့နောက်ထပ်ထူးခြားချက်ကတော့ကြီးမားတဲ့အဆောက်အုံစီမံကိန်းတွေကိုတရုတ်အစိုးရနဲ့မြန်မာအစိုးရတို့ပူးပေါင်းတည်ဆောက်နေပြီးတော့တဘာဝတရံဇာတာတွေကိုလူဖော်လည်းရရှိပါတယ်။ဒီလိုစီမံကိန်းတွေကိုဌာနေတိုင်းရင်းသားတွေနဲ့မြန်မာပြည်သူတရက်လုံးကိုရှင်းလင်းတဲ့အသည့်ပေးမှုတွေမလုပ်ဘဲနဲ့အခုလိုလူဖော်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဆက်အစိုးရတွေဟာရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာနေထိုင်တဲ့ဒေသခံတွေကိုပညာရေးစီးပွားရေးလမ်းမဆက်သွယ်ရေးအစစအရာရာခက်ခဲအောင် ပြုလုပ်ထားပြီးတော့ဒေသခံတွေကိုပြိပခါတွေစစ်ပွဲတွေမငြိမ်းချမ်းမှုတွေထဲမှာပဲရှင်သန်နေစေခဲ့တာလည်းဖြစ်ပါတယ်။ဘာပဲကွယ်ဘာပဲညာဘာပဲညာ2021စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာစစ်ကောင်စီဟာ နေဝေတိတိကလူအခွင့်အရေးတကြလျှာသူတွေနဲ့ဌာနေတိုင်းရင်းသားအခွင့်အရေးတောင်းဆိုလှှရှားသူတွေကို အကြမ်းဖက်ဖမ်းဆီးခဲ့ပြီးတော့ထောင်ချခဲ့ပါတယ်။တိုင်းရင်းသားအင်အားစုတွေနဲ့တော်လှန်ရေးအင်အားစုတွေရဲ့တော်လှန်စစ်ပွဲတွေဟာသုံးနှစ်ကာလအတွင်းမှာမြို့သိမ်းတိုက်ပွဲတွေအထိပြင်းထန်လာခဲ့ပြန်ပါတယ်။ကြောက်ဖြူစစ်တွေမြောက်ဦးတန်ရွဲ့အပါဝင်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ကမြို့အလုံးနေပါဟာတိုက်ပွဲတွေရဲ့ဒဏ်ကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရပြန်ပါတယ်။ ထာနေတိုင်းရင်းသားတွေဟာစစ်ကောင်စီကိုအမြင့်ဖြတ်မဲ့တော်လှန်ရေးကိုရွေးရှယ်ပြီးတော့စစ်အာဏာသိမ်းအစိုးရရဲ့လောဝါကြီးအုပ်ထားတဲ့နယ်မြေတွေကိုပြန်လည်သိမ်းပိုက်လာတဲ့အခါမှာတော့စစ်ကောင်စီရဲ့တခိုင်ကမ်းရိုးတန်းလူထုအပေါ်လူခွေရေးရှိုးပေါမှုတွေပုံမပြင်းထန်လာခဲ့ပါတော့တယ်။နှစ်ယောက်ရောက်လာတယ်။စစ်သားနှစ်ယောက်သူတို့ကအဲ့တက်ထဲမှာမနေချင်တော့ဘူးထွက်သွားအောင်ပဲဆိုပြီးတော့လေ ရောင်းလိုက်ပို့ခိုင်းတယ်အဲ3မိနစ်အချိန်ပေးမှဆိုပြီးပြောတယ်စက်သား2ရက်ခဲ့ရင်ညမဲ့သူ့မှာကဟိုဒါရိုက်ကိုစွဲပြီးပြစ်တဲ့ခါနဲ့ပြစ်ပခဲ့တာတရဲမြေနယ်မှာအေဗီလာ73ရက်ကနေစတင်ပြီးတော့အာရခတ်တပ်တော် AA နဲ့စစ်ကောင်စီတို့ရဲ့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းမှာငပလီမစင်လေစိတ်ကို AA ကတိမ့်ပိုက်ခဲ့ပြီးတဲ့နောက်မှာစစ်ကောင်စီတပ်တွေဟာဒေသခံတွေကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ပြီးတော့ ဘေးလွတ်ရာကိုထွက်ပြေးခဲ့ပါတယ်။ရေလုံငန်းလုတ်ကိုင်းတဲ့မိသားစုဝင်တွေထဲကအဖေဖြစ်သူကိုစစ်လေနဲ့လိုက်ပို့ဖို့ခေါ်ဆောင်ရာကနေကားဖားနှစ်ယောက်ကိုပြစ်တတ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။အဲ့လိုမပစ်ခင်လေးမှာပေါ့ตาကြီးကအိမ်သာတက်ပြီးတော့ပြန်ထွက်လာနေသူတို့နှစ်ယောက်ကြာကြတော့ตาယူဘုတ်ဆိုပြီးခေါ်သွားတယ်အိမ်ကအမျိုးသားပြစ်ပခဲ့ပြီးပါအဲ့ဒါမှအိမ်ကနောက်ကตาအလက်ကလေးက အေးကိုပြစ်တာနဲ့အားရမောက်ပြီးနေပြေးလိုက်တယ်။အဲဆိုတော့သူကတော့မသေးခဲ့လေ။မသားကြီးကိုကမ်းနားမှာ15မိနစ်လောက်ပဲကြာပြစ်ပခိုင်တယ်။ပြစ်အဲ့လိုသူကပြစ်တဲ့အချိန်မှာကျမကအင်မော်တော်ကိုအော်လက်နဲ့ကြည့်ဟိုဘက်ကရှာလို့ခေါင်းမုံကနေပြီးတော့သွားတယ်လို့ထင်လိုက်တာ။တကယ်တော့အဲ့ဒါအင်္ဂါပါကနေပြီးထလာမေ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 တော့ပါတို့ဒီမှာနေလို့မရတော့ပြေးကြနေပြီးတော့အမေရဲ့အောက်မှာအဖေကိုဘာနဲ့ပြေးပခဲ့ပြီးရ ဘသူတွေပြစ်တာလဲตาရေးဆိုတာသက်သားနှစ်ယောက်ဝင်လာပြီးတော့အမေတဲ့ပြစ်တယ်ကိုကိုလည်းခေါ်သွားတယ်တဲ့ဟိုညီလေးရောညီလေးကအမေတဲ့အောက်မှာရှင်အောင်နေမှာတဲ့ตาလေးကိုခေါ်ခေါ်ပြီးတာနဲ့နောက်ဖေးကိုပြေးပြီးတော့ပုံနေရတယ်ตาဖြစ်သူနဲ့အမျိုးသားဖြစ်သူတို့ကိုရရဆက်ဆက်တပ်ဖြတ်ရှင်းကိုခံရပြီးတဲ့နောက်မှာမပဲဦးဟာตาဖြစ်သူနဲ့အမျိုးသားဖြစ်သူကိုဖြစ်တဲ့နီးတဲ့မြေမြုပ်တကြိုခဲ့ရပါတယ်တန်ရအရှင်နေလေးရလေးအိမ်ကရောက်ပြမှာကြတော့နောက်ပြောခဲ့မှာ အဲ့ဒါပြီးတော့နောက်တစ်ခုကကြာတော့အဲ့လိုပြောမှာပဲနှစ်ရက်နောက်ပြီးတော့ဒီလိုနေရာမှာလားမသိတရှက်음နောက်ပြီးတော့ตาကြီးมาကြာတော့နောက်ကပြစ်လိုက်တယ်လို့တော့ကျမယူဆတယ်နောက်ကပြစ်လိုက်တာယူဆတယ်ဆိုတာကဒီကနေပြီးတော့ဖောက်ထွက်သွားတယ်ဟုတ်ပါတယ်နိုင်ရိုးလေးတစ်ချောင်းလေးပြူနေတယ်ဒီလိုလဲပြီးมาဒီလိုရှက်ထိထားတာတရှက်ตาကြီးအလောင်းကတော့ပင်လယ်နားမှာတကြိုးပဲခဲ့တယ်အဲ့နေရာလေး ဟိုဟာနာရီကူညီမှုအသိလည်းမရှိတော့အမတို့ကလည်းကိုနီကိုဟန်လေးနဲ့ပေါ့သိញိုင်းမှာပွားပြီးတော့ငင်းမြုပ်ပခဲ့ရတာဖုန်းကြီးတွေကဖုန်းကြီးမရှိတော့ဖုန်းကြီးနဲ့လည်းမရှာခဲ့ရဘူးဖုန်းကြီးတွေကဟမ်းမလို့ဆိုတော့ကြိုးခဲ့ရတာပေါ့သူဟာအဲ့ဒီစပွဲအေရီယာကနေစစ်ဆောင်စခန်းတွေစီကိုရှေလင်းလျှောက်ပြီးတော့ဂွားမြို့နယ်ကစစ်ဆောင်စခန်းတစ်ခုမှာခိုးလုံနေထိုင်နေတာဖြစ်ပါတယ်သူရောက်နေတဲ့စစ်ဆောင်စခန်းမှာတန်ရွေးမြို့တိုက်ပွဲအတွင်းကထွက်ပြေးလာခဲ့ကြသူတွေလည်းအများအပြားပါပဲ ပြီးခဲ့တဲ့ဇွန်လအတွင်းကဖြစ်ဖြစ်ခဲ့တဲ့ဖြစ်ဖြစ်မှာတော့အခုလိုအိမ်တိမ်ကမိသားစုတစုတာမကပါဘူးတရွာလုံးနှိမကိုစစ်ကောင်စီကစစ်ရာဇဝတ်မှုကျူးလွန်ခဲ့တာဖြစ်ပါတယ်ရခိုင်ကမ်းရိုးတိုင်းရဲ့မြို့တော်စစ်တွေမြို့အနီးကဗျမ်းမြူကြီးပါမှာစစ်ကောင်စီတပ်သားတွေကတရွာလုံးကိုနေအိမ်တွေကနေဆွဲထုတ်ပြီးတော့လက်တွေကိုကျိုးတုပ်ပြီးတော့အမျိုးသား၄၀ကျော်ကိုနောက်ကျောကနေတန်းစီပြစ်တက်ခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ် ရန်ယူကအင်ထိုဒူးစိတ်ပါဘူးလို့မရှိရန်တရှိစိတ်ပဲစိတ်ပါဘူးလို့မရှိလို့အလုံးသူထွက်ထွက်ရတန်းစီကအလုံးဝရှုံးလို့ဝါကြီးကဝါပြူကပါအလုံးညနေရှုံးရှုံးမနာဒီပိဓာကလည်းဘူးလိုက်ခဲ့ပါရဲ့အရှိအခါမမအခါရောက်ချောခဲ့ပြီးခဲ့ပါရဲ့ဟမောလီမပိတခုလီမပိဒီလီမပိဒီပဲလည်းဘူးခိုင်ထားပါတယ်တိတ်တဲ့ဆုံးနဲ့ဒေါ်စိန်လအမီလွှဲနေတူတားနှစ်ဦးမြစ်တူဟာ ဒီဖြစ်စဉ်မှာပါဝင်ပြီးတော့သူ့သားတွေသူ့မိတွေကိုနောက်ထပ်ဘယ်တော့မှထပ်မတွေ့ရတော့ပါဘူးမမတိကောလူဝမကြေးရပါမမတိကအတိတ်ကပြပါမပြေးရပါနောက်ခေတ်ကြပါရဲ့အော်လူပါမမနေ့ရေချာပပပါဒု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 ချာပပပါအစက်ခိုင်လမခိုင်လမပြပါအစက်ကောအဝိပါထောက်ထပါရဲ့ခုစတော်လေးမကြပါရဲ့ အဂိစုစကားသူစင်ငေါနေပါအဂိစုစကားငေါစင်ငေါနေပါမိကတစင်းနဲ့ခနေနေပါတခုလေးမရပါသေးတခုပဲလေးသတော်မကောပါသေးတော်စိန်ခကလည်းဘဝတူရွာသားတွေနဲ့စစ်တွေမြို့နယ်ကစစ်ဆောင်စခန်းတစ်ခုမှာနေထိုင်သေးရှိပါတယ်။တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့စစ်ကောင်စီတို့ဆွေးနွေးမှုတိုင်းမှာ အယက်သားတွေကိုပြစ်မှတ်မထားဖို့တိုင်းရင်းသားတွေဘက်ကအကြင်ကြင်တောင်းဆိုခဲ့ပေမဲ့လည်းစက်ကောင်စီဘက်ကတော့ဌာနေတိုင်းရင်းသားတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေစေဖြစ်ပါတယ်။စက်ကောင်စီတပ်တွေရဲ့ဒေသခံတွေအပေါ်မှာလူအခွင့်အရေးရှိုးပါမှုတွေစစ်ရာဇဝမှုတွေဟာရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာနေ့စဉ်နဲ့အမျှဖြစ်ပေါ်နေပါတယ်။ရခိုင်ကမ်းရိုးတန်းကသားတယ်မိခင်တွေဇနီးမယားတွေဟာသူတို့ရဲ့သားတွေလင်တွေကိုဖမ်းဆီးတပ်ဖြတ်တာဒူသားတိုင်းဖြစ်သုံးချစေခိုင်းတာ စတဲ့စစ်ကောင်စီရဲ့ဆိုးရွားစွာကျူးလွန်တဲ့ဆက်ရာဇဝတ်မှုတွေကို လေစင်းခံရဆဲဖြစ်ပါတယ်။ဒီရီအဖန်ရဲ့အပစင်ရခိုင်ကမ်းရိုးတန်းဒေသကသတင်းများအစီအစဉ်ကို Up Channel Lesson တော့ EJN ကပံ့ပိုးပေးထားပြီးမြစီမာရီရီယိုမှာအပစင်ကြာတာရင်းနေတိုင်းဖန်ယူနာဆင်နိုင်ပါတယ်ရှင်။ ဒါအပြင်နေ့စဉ်ထူးခြားတဲ့သတင်းတွေကိုတော့ Leary FM ရဲ့ Facebook, Website နဲ့ YouTube Channel တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်